ပိုင်းနှင့်လွတ်မြောက်စေခြင်းဤဆွင့်အင်။ကျွန်ုပ်ဟာထွက်နေတဲ့ဒေါသကိုဂရုစိုက်နိုင်ဖို့အတွက်ကိုယ်အသက်ရှူနေတာကိုသတိထားပြီးကိုယ်ခန္ဓာကိုယ်အတွင်းကိုစူးစိုက်ကြည့်လိုက်တယ်။ချက်ချင်းပဲဒေါသဆိုတဲ့ဆွင့်အင်တစ်ခုကိုသတိထားမိတယ်။ဒီဒေါသဆွင့်အင်ကိုဂရုစိုက်နိုင်ဖို့အတွက်နောက်ထပ်ဆွင့်အင်တစ်ခုလိုလာပြီဆိုတာသိလိုက်တယ်။ ဒါကြောင့်ဒီဒုတိယစွမ်းအင်ကိုကျွန်တော်ကဖိတ်ခေါ်လိုက်တယ်။ဒီဒုတိယစွမ်းအင်ကိုတော့တတိ mindfulness လို့ခေါ်တယ်။ဒီစွမ်းအင်ရဲ့မျိုးစေ့ဟာ လူတိုင်းမှာရှိပါတယ်။ဒီမျိုးစေ့ကိုထိလိုက်တာနဲ့တတိစွမ်းအင်တွေပေါ်လာပြီးဒေါသစွမ်းအင်ကိုဂိူးဆိုင်ဆောက်ရှောက်ပေးနိုင်တယ်။တတိဆိုတာဘာတွေဖြစ်နေတယ်ဆိုတာသိအောင်ကုညီပေးတဲ့စွမ်းအားတစ်မျိုးပါ။လူတိုင်းတတိရှိအောင်စွမ်းနိုင်ကြပါတယ်။ နေ့တိုင်းလေ့ကျင့်သူတွေကတော့မကျင့်သူတွေထက်ပိုပြီးစွမ်းအားရှိတာပေါ့ဗျာ။ဒါပေမဲ့မကျင့်သူမှလည်းတတိမျိုးစီကတော့ရှိနေတာပဲ။အားနေနေတာပဲကွာတယ်။သုံးရက်လောက်ကျင့်လိုက်ရင်တောင်တတိစွမ်းအားအတော်တက်လာနိုင်တယ်။ခမည်းပါလှုပ်လှုပ်တတိထားနေလို့ရတယ်။ဥပမာရေတောက်တယ်ဆိုပါစို့။ခမည်းဟာတခြားဘာမှ မစင်စားပဲရေတောက်တာကိုပဲတတိထားအာယုံစိုက်နေတယ်ဆိုရင် ဒီလိုရေတောက်ခြင်းကိုပဲတတိအကျင့်နဲ့ရေတောက်ခြင်းလို့နာမည်တက်နိုင်တယ်။ရေကိုပဲဇက်တစ်ခုရဲနဲ့တောက်နေတာမဟုတ်တော့ပဲတကူလုံးနဲ့အတိရှိရှိတောက်နေတာမျိုးပေါ့။လူတိုင်းဒီလိုတောက်နိုင်တဲ့စွမ်းရည်ရှိပါတယ်။အလေးအကျင့်မဲလို့တယ်။ကျွန်တော်တို့ငငယ်ကိုရင်ဘဝကလေးကအဲ့လိုတောက်တက်အောင်ကျွန်တော်ဆရာတွေကသင်ပေးခဲ့တယ်။တတိအကျင့်နဲ့လမ်းလျှောက်ခြင်းဆိုရင်လေဘယ်နှမှာဖြစ်ဖြစ်လုပ်လို့ရတယ် လမ်းလျှောက်နေချိန်မှာ ကို့အာယုံကိုဒီလမ်းလျှောက်တာလေးပေါ်မှာပဲထားဟိုဟိုဒီဒီမစင်စားဘူးဆိုရင်ဖြစ်ပြီဒီလမ်းလျှောက်နေဟာဒူးကြတဲ့အာနိသင်ရှိတယ်ဗျအဲ့လိုတတိနဲ့လမ်းလျှောက်တက်လာရင် ခမားရဲ့ခြေလမ်းတိုင်းဟာလွတ်လပ်လာတယ်ခိုင်မာလာတယ်ကြက်တရေရှိလာတယ်ခမားသာလျင်ခမားအတွက်အရှင်သခင်ကြီးလို့ခံစားလာရမယ် ကျွန်တော်ဆိုရင်ဘနာသွားသွားအဲ့လိုတတိအကျင့်လေးနဲ့ရှောက်တယ်။လေးငါလန်းလောက်ပဲရှောက်ရလဲအဲ့လိုလေးပဲရှောက်တယ်။လေကားတက်လဲဒီလိုပဲ။လေကားရှင်းလဲဒီလိုပဲ။လေစိတ်မှလဲဒီလိုပဲ။အိမ်သာသွားလဲဒီလိုပဲ။မိဖို့ကြောင့်သွားလဲဒီလိုပဲ။ပြောရရင် ကျွန်တော်ကဒီနီးတစ်ခုနဲ့ပဲလမ်းလျှောက်တတ်တော့တယ်။ကျွန်တော်အတွက်တော့အများကြီးအထောက်အကူဖြစ်တယ်ဗျာ။ကျွန်တော်ကိုပျော်ရွှင်စေတယ်၊ကျန်းမာစေတယ် စားစားနဲ့တတိအကျင့်ကိုလေ့ကျင့်နိုင်ပါတယ်။တတိနဲ့စားတာလူကိုပို့ပြီးကြည်နူးစေပျော့စေတယ်ဗျာ။ကျွန်တော်တို့ဘုံကြီးလောကမှာတော့အစားစားရဟာလေးနဲ့တဲ့ခြင်းစင်တစ်ခုပဲ။ပထမဆုံးအစားကိုရှေ့ချပြီးအသေးချာထိုင်လိုက်တယ်။ပြီးရင်စားမဲ့အစာကိုကြည့်ပြီးနှစ်နှစ်ချက်ချက်ပြုံးလိုက်တယ်။ကျွန်တော်တို့အတွက်တော့အစားစားဟာကောင်းကင်နဲ့မြေကြီးကလာတဲ့တန်တမန်ပဲ။ ပဲပင်ပေါလီတပင်ကိုစိတ်နဲ့ကြည့်လိုက်ရင်ကျွန်တော်အတွက်တော့တိမ်တိုက်လေးလွင့်နေတာမြင်ရတယ်။မိုးဆက်လေးတွေနေရောင်ခြည်နုနုတွေမြင်ရတယ်။ဒီပဲပင်ပေါလီဟာကောင်းကင်နဲ့မြေကြီးတို့ရဲ့အစိတ်ပိုင်းတစားပါပဲ။ဒီပဲပင်ပေါလီကိုကြိုက်လိုက်ရင် ကျွန်တော်ရဲ့စိတ်မှာဒီပဲပင်ပေါလီပဲရှိတယ်။တခြားဘာမှမရှိဘူး။ဝမ်းနည်းတာကြောက်တာမရှိဘူး။ဒီပဲပင်ပေါလီကိုဝါးနေချိန်မှာလဲ ဒီဘဲပင်ပေါက်ပင်လေးကိုပဲဝါနေတယ်။စိုးရိမ်မှုတွေဒေါသတွေထဲ့ဝါမနေဘူး။ဒီဝါမြုံမှုပေါ်မှာပဲကျွန်တော်စိတ်ကိုယာနှုံးပြစ်ထားတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဟာကောင်းကင်နဲ့လည်းချိတ်ဆက်မိတယ်၊မြေကြီးနဲ့လည်းချိတ်ဆက်မိတယ်။ဘဲပင်ပေါက်ဆိုင်တောင်သူတွေဟင်းချက်ကြတဲ့စဖို့မှုတွေနဲ့လည်းချိတ်ဆက်မိတယ်လို့ခံစားရတယ်ဗျာ။အဲ့လိုစားနေရတာကျွန်တော်အတွက်လွတ်လပ်နေတယ်၊တည်ငြိမ်နေတယ်၊ငြိမ်ချမ်းနေတယ် အစာအသပေါ်မှာကြိုက်တယ်မကြိုက်ဘူးဆိုတာထက်ဒီအစာလေးဟာငါ့ကိုခွန်အားတွေပေးနေတယ်ငါခန္ဓာကိုယ်အတွက်သာမဟုတ်ငါရဲ့ဉာဏ်ပညာအသက်ဇီဝနန်စွမ်းအားတွေအတွက်ပါခွန်အားတွေပေးနေတယ်လို့ခံစားရတယ်ဗျာ။